ားလုံးပဲမင်္ဂလာပါခင်ဗျာပူပေါ်ပြည်စီစဉ်ကနေပြန်လည်ကြိုတင်လိုက်ပါတယ်အကျွန်တော်ဒီဘက် channel လေးကကျွန်တော်ဒီကနေ့ဗီဒီယိုပြန်တင်လို့ရသွားပါပြီဗျာဒါအရင်ကကျွန်တော်ဒီနှစ်လသုံးလလောက်ကြာမယ်လို့ထင်ထားတာကျွန်တော်ခုတော့ပြန်ရသွားပါပြီအမနေ့ကတော့ကျွန်တော်ဒီဗီဒီယိုတင်လို့မရသေးတဲ့အတွက်ကြောင့်မို့ဒီအရန် channel လေးမှာပဲဒီတင်ပေးခဲ့ပါတယ်ဗျာဒါကြောင့်အဲ့ channel လေးမှာတော့အနည်းစဉ်တပွဲကောင်းလေးတင်ပေးသွားမယ်လို့ဆုံးဖြတ်ထားလိုက်ဗျာဒါကြောင့်မို့ဒီအစီအမင်းလဲဒီ subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ဒီဗီဒီယိုရဲ့ကွန်မန့်အောင်မှာဒီ channel link လေး share ထားပေးသားပါမယ်ဗျာ ဒီအဲ့ဒီဒီညအတွက်ဒီကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်လေးတွေကိုကျွန်တော်ဒီချက်တော့ကြည့်လိုက်အောင်ဗျဒီကုဒမအောင်ဆုံးဘွဲက EBM ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Everland နဲ့ Wahano ရဲ့ပွဲဒီပွဲကကျွန်တော်မြန်မာစံတော်ချိန်ည9:00နာရီခွဲမှာကစားကြမဲ့ပွဲဖြစ်တယ်ဒီမနက်ခင်းပြီးတဲ့ပေါကြီးကတော့ကျွန်တော် Ancient Everland က level 80ပြီးတယ်ကျွန်တော်ဂိုးပေါင်းကြီးမှာတော့ဒီနှလုံးကို40ရှုံးပြထားရအောင်တွေ့တယ်ဗျအလရှိဒီသူတို့နှစ်တင်းရဲ့ကျွန်တော်အစင်တန်းကိုကြည့်မယ်ဆိုရင်တော့ Everton ကအစင်15ကျွန်တော်ရမှတ်33မှတ်ကျွန်တော် Wuhan ကလည်းဒီအစင်16ကျွန အဲသူကလည်းကျွန်တော်ရမတ်က33မှန်ကျွန်တော်ရမတ်တူဒီအထက်အောက်အတင်းအတင်းဖြစ်တဲ့အတွက်ကြောင့်မို့အခြေတူရကျွန်တော်အတင်းအတင်းတို့ယူဆလို့ရတယ်ဒါကတစ်ချက်ကျွန်တော်ဒီနောက်တစ်ခုအနေနဲ့လက်ရှိဒီသူတို့နှစ်တင်းရဲ့ကာတာခွန်ကိုကြည့်ရမယ်ဆိုရင်ဒီအေဗာဒန်ကဒီနောက်ဆုံး၅ပွဲထဲမှာကအဲတပွဲနိုင်၄ပွဲတည်းကျွန်တော်ရှုံးဝဲမရှိသားသေးဘူးခြေတန်းတင်နေနေတာကိုတွေ့တယ်ဒီတစ်ဖက်ကကျွန်တော်ဝဟန်းကတော့ဒီနောက်ဆုံး၅ပွဲထဲမှာကကျွန်တော်၂ပွဲနိုင်၃ပွဲရှုံးတာတော့တွေ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်လက်တော်ဒီကာတာဖောင်ကြကတော့ဒီအေဗာဒန်ကတော့ကျွန်တော်ပိုပြီးကောင်းနေပါတယ် ။နောက်ပြီးတော့ဒီအေဗာဒန်ကဒီနောက်ဆုံးကစားတဲ့လေးပွဲထဲမှာကကျွန်တော်စပါးကိုနိုင်တယ်။လက်စတာကိုနိုင်တယ်။နောက်ဒီလီဗာပူးနဲ့ယူနိုက်တက်အသင်းတွေကိုတေချောင်းကစားထားနိုင်ခဲ့ပြီးတော့ဒီအိမ်မစ်ဖောင်ကလည်းဒီတော်တော်လေးကောင်းနေတာကိုတွေ့ရကြ။ဒါကြောင့်မို့ဒီပွဲကလည်းနော်သူ့အနေနဲ့ကကျွန်တော်အိမ်ကွင်းမှာတော့ဒီဝမ်းတွေကိုကျွန်တော်အနည်းဆုံးတေလောက်တော့ကစားနိုင်နိုင်မယ်လို့ထင်တယ်ဗျ။နောက်ပြီးတော့ကျွန်တော်ဒီရာဒီဝဟန်အိမ်ခွေးမှာတော့မှဒီအေဗာဒန်အသင်းနေနေတော့တေချောင်းကစားထားနိုင်ခဲ့တာကိုကြည့်ရရင်တော့ဒီပွဲမှာလည်း ညနိုင်ချင်းတယ်ကျွန်တော် Everton ကပဲနိုင်သွားမဲ့ပွဲလို့ထင်ပါတယ်။အဲကြောင့်ဒီပွဲမှာကျွန်တော်ပထမတစ်ချက်အနေနဲ့ကတော့ဒီ Everton တင်းရဲ့ body ကိုရေးပါတယ်။ဒီဒုတိယတစ်ချက်အနေနဲ့ကလည်းကျွန်တော် goal ပေါင်းကြီးဒီနှစ်နှုတ်40ပေးထားတဲ့ကြီးမှာတော့ကျွန်တော် goal အောက်ကိုပဲကြိုက်ပါတယ်။ကျွန်တော် Everton တင်းကပဲကျွန်တော်အိမ်ဝင်းမှာ1-0 2-0ဒါမှမဟုတ်ဘူးကျွန်တော်1-1နဘဘောင်းကဒီနှလုံးတက်မပူပေါင်းဗျ။ဒါကြောင့်ဒီပွဲမှာကျွန်တော်ဂိုးပေါင်းအောင်နဲ့အတင်းကတော့အင်ရှင်အေဗာတန်ကိုပဲရွေးပါတယ်ဗျ။ နော်ဒီနောက်တစ်ပွဲကလည်း EBM ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Everything နဲ့နော်တရံပွဲအဲဒီပွဲကလည်းကျွန်တော်ည9:00ခန်းပွဲမှာကစားကြမဲ့ပွဲဖြစ်တယ်ဗျပေါကြီးကတော့ကျွန်တော်ဒီအဝေးပွဲနော်တရံတင်းက level 90ပေးတယ်ကျွန်တော်ကိုပေါင်းကြီးမှာတော့3 black 90ပေးထားတာကိုတွေ့တယ်ဗျအဲဒီပွဲကကျွန်တော်တကယ်ယူရမယ်ဆိုရင်တော့ဒီနော်တရံတင်းကိုပဲကျွန်တော်ယူရမှာပဲဗျလက်ရှိကျွန်တော်ဒီနှစ်တင်းရဲ့ဒီအဆင့်တန်းချင်းကတော်တော်လေးကွာပါတယ်ဒီနော်တရံကကျွန်တော်လက်ရှိမှာကဒီအဆင့်3ယုံရမကန်50တမတ် ဒီအဲဝေကတော့ကျွန်တော်လက်ရှိမှာကဒီတန်းစင်းဆုံးကျွန်တော်အဆင့်ဆက်ရှိရရမတ်ကလည်းကျွန်တော်18မတ်ပဲရှိရလို့ကြောင်းမို့ရွေးမယ်ဆိုရင်တော့ကျွန်တော်မော်ဒယန်ကိုပဲရွေးရမှာပဲဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲမှာကလက်ရှိဒီ body ဈေးနဲ့ကျွန်တော်ဘိုးပေါင်းဈေးကိုပို့ပြီးတော့စဉ်းစားထားပါတယ်ဘာလို့လဲဆိုတော့ဒီနော်ဒယန်ကအဲဝေတင်တဲ့တွေ့ရင်ကျွန်တော်အမြဲတမ်းလိုလိုရုံးငန်ထားရတာကိုတွေ့ရဲဒါအပြင်ဒီသူတို့ချင်းကျွန်တော်နောက်ဆုံးတွေ့ဆုံထားတဲ့ဒီပွဲစဉ်တွေတော်တော်များများမှာလဲနော်ဒယန်ကကျွန်တော်ဂိုးပြတ်နိုင်တဲ့ပွဲကတော်တော်လေးရှားတယ်ဗျ တော့နိုင်လည်းကျွန်တော်1 0 1ဒီတကိုးတာနဲ့ပဲကျွန်တော်ကတ်နိုင်တဲ့ပွဲတွေကများပါတယ်ဗျ။ဒါပြောကျွန်တော်ဒီအားဒီဒီပထမကျကျွန်တော်အိမ်ဝင်းမှာလည်း1 0နဲ့ကျွန်တော်ခက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 ်ကစားခဲ့ရပြီးတော့ဒီ epic ကတ်မှာလည်းဒီတစ်ဖက်ကိုတကိုးစီနဲ့တေချထားတာကိုတွေ့ရတယ်ဗျ။အဲကြောင့်ဒီ node အနေနဲ့ဒီပွဲမှာလည်းကျွန်တော် airway အိမ်ဝင်းမှာတော့ခက်ခဲအောင်ပဲပွဲလို့ထင်ပါတယ်။အဲ့ဝဒင်းနေကလည်းရုံလက်ရှိမှာသူကဒီတန်းစင်းစုံရုံရဖို့ရှိရလို့ကြောင့်မို့ဒီပွဲမှာကျွန်တော်တို့ ဂိုးပေါင်းကပဲပို့ပြီးဆေးဖြစ်နေမလို့ယူဆထားတယ်ဗျ။နောက်ပြီးတော့ဒီညောတရံင်းရဲ့ကားတန်းဖောင်ကလည်းဒီနောက်ဆုံး၅ဘိုးထဲမှာကတပွဲစားနိုင်တာပြီးတော့၂ဘွဲသေး၂ဘွဲရှုံးလာတာကြောင့်နည်းနည်းလေးဒီအကြဘက်ကိုရောက်လာတယ်လို့ပြောလို့ရပါတယ်။ဒီအဲ့တို့ကြောင့်မို့ဒီဘွဲမှာညောတရံင်းကျွန်တော်နိုင်လဲဒီတလုံးထပ်မပူပါအောင်ဗျ။ဒီအခက်မသိရင်ကျွန်တော်ဒီဘွဲကဒီသေးတပေါက်လဲကြာသွားနိုင်တာမို့ကျွန်တော်ဒီဘွဲမှာဒီအတင်းမော်ဒီကိုမရွေးတော့ဘဲနဲ့ကိုရောတောင်းတဲ့ကိုပဲရွေးပါတယ်ဗျ။ ကျွန်တော်ဒီခုနောက်ထပ်တပွဲကလည်းဒီ EPN တွေကပဲကျွန်တော်ရွေးချယ်ထားပါတယ်ဗျမန်စီးတီးနဲ့ဘရိုက်တန်တို့ရဲ့ပွဲအဒီပွဲကလည်းမြန်မာဆန္ဒပြညာ9နိုင်ပွဲမှာကစားကြမဲ့ပွဲဖြစ်တယ်ဗျအဲပေါ့ကြီးကတော့ဒီအင်ရှင်မန်စီးတီးကဒီတလုံးကိုကျွန်တော်30စားကျွန်တော်ဂိုးပေါင်းကြီးမှာတော့3လုံးကို40ချုံပြီးတာတွေ့တယ်ဗျအဲဒီလိုနဲ့တင်းကကျွန်တော်လက်ရှိဒီမန်စီးတီးကကျွန်တော်အဆင့်9မှာရက်တည်တယ်ရမက48မှတ်ဗရိုက်တန်ကတော့အဆင့်9မှာရက်တည်တယ် အဲသူကကျွန်တော်ရမတ်46မှာဆိုတော့အရင်ကြီးတော့မကွာပါဘူးအစင်းကလည်းကျွန်တော်တစင်းလောက်ပဲကွာတယ်ကျွန်တော်ရမတ်ကလည်းဒီတမတ်လောက်ပဲကွာတယ်ဗျဒါပေမဲ့ကျွန်တော်လက်ရှိဒီကားလမ်းဖောင်ပြကြည့်ရမယ်ဆိုရင်တော့အမန်စတီတင်းကဒီနောက်ဆုံး၅ပွဲမှာ2ပွဲနဲ့3ပွဲရှုံးလာတာကိုတွေ့တယ်ဒီရှုံးလာတဲ့ပွဲစဉ်တွေကတော့ကျွန်တော်ချန်ပီယံလိမ့်မှာကျွန်တော်ရဲကိုရှုံးထားတဲ့ပွဲရဲ့လေဗာပူးကိုရှုံးထားတဲ့ပွဲရဲ့နောက်ဒီအရင်တစ်ပတ်ကကစားခဲ့တဲ့ကျွန်တော်နော်တီယံကိုဝိုးကွန်းမှာရှုံးထားတဲ့ပွဲတွေဖြစ်တယ်ဗျဒီ9ထားတဲ့ပွဲကတော့ ဒီနောက်ဆုံးကျွန်တော်ငါးပွဲထဲမှာကဒီအမပီးပွဲကကျွန်တော်စပါးကိုနိုင်ထားတဲ့ဒီပွဲပဲရှိထားတာတွေ့တယ်ဗျဒီတစ်ဖက်ကကျွန်တော် Brighton ကတော့ဒီနောက်ဆုံးငါးပွဲထဲမှာကကျွန်တော်ငါးပွဲစလုံးနိုင်ထားပြီးတော့တော်တော်လေးကျွန်တော်ဒီဖောင်ပြန်ကောင်းလာတာတွေ့တယ်ဗျနောက်ပြီးတော့ဒီ Tight Six ကလည်းဒီနောက်ဆုံးကျွန်တော်ငါးပွဲထဲမှာကဒီတစ်ပွဲကိုကျွန်တော်၂ကိုးနဲ့ထက်တွန်းထားနိုင်တာကိုတွေ့ရဗျဆိုတော့လက်ရှိဒီနှစ်သင်းရဲ့ဒီကားတန်းဖောင်ကတော့ Everton သင်းကတော့တာပါတယ်ဒါမှမဟုတ်ကျွန်တော်ဒီပွဲမှာတော့ Ancient Man City သင်းကိုပဲချက်တယ်ဗျ ။အဲဒီမှာကျွန်တော်သူ့အနေနဲ့ဒီရလတ်တွေမကောင်းမှုဆိုရင်ပဲဒီဘက်ကကျွန်တော်အိမ်ငွေးမှာကရမ်းမဲ့ယူရမဲ့ပွဲလို့မြင်ပါတယ်။ဘာလို့လဲဆိုတော့ဒီအထက်ကကျွန်တော်ဒီအစင်လေးမှာရှိတဲ့ကျွန်တော်ချက်စီတင်းကဒီဒီဘက်မှာကကျွန်တော်အာဆင်နယ်အသင်းရဲ့အိမ်ငွေးမှာတွားကစားရဖို့ရှိတဲ့အတွက်ကြောင့်မို့ဒီရမ်းမဲ့ဆုံးရှုံးရဖို့ရှိရဲ့ဗျ။ဒီအဲ့တော့ကြောင့်ကျွန်တော်မန်စီးတီးအသင်းအနေနဲ့ဒီပွဲမှာသာကျွန်တော်နိုင်လိုက်ရင်အဆင်လေးနေရာကိုတက်ရမှာဖြစ်တယ်ဗျ။ဒါကြောင့်မို့ကျွန်တော်ဘရိုက်တန်အသင်းကိုကျွန်တော်အိမ်ခွဲမှာဒီနိုင်ပွဲရအောင်ကြိုးစားကစားလာမယ်လို့ထင်ပါလဲ။ အဲ့ဒါကြောင့်မို့ဒီဘွဲမှာကျွန်တော်အတင်းပေါ်တွေကိုတော့ဒီ ancient mansion အတင်းကိုပဲရွေးပါတယ်ဗျ။အဲကျွန်တော်ဒီဘွဲမှာဒီကိုပေါင်းအပေါ်လဲကြိုက်ပါတယ်။အဲဒီလိုချင်းဒီနောက်ဆုံးတွေ့ဆုံထားတဲ့ဘွဲစင်တွေတော်တော်များများကနှစ်ပေါင်းသုံးဖို့ကကျွန်တော်သုံးလုံးနဲ့အထက်မှာရှိထားတဲ့ဘွဲစင်တွေကဒီတော်တော်လေးများထားတာကြောင့်ဒီဘွဲမှာလဲအပြန်အလှန်ကိုကျွန်တော်မြင်တွေ့ရအောင်မယ်လို့ထင်ပါတယ်။အဲကြောင့်ကျွန်တော်ဒီဘွဲမှာကိုပေါင်းအပေါ်နဲ့ဒီအတင်းကလဲအပေါ်အတင်း mansion အတင်းကိုပဲရွေးပါတယ်ဗျ။အဲဒီဘွဲကတော့ကျွန်တော်အကြိုက်တူမဲ့သူကတော့အနေကောင်းနေနိုင်ပါတယ်ဗျ။ ။အနေနဲ့လို့ကျွန်တော် garden ပေါင်ကဒီ brighter ကကောင်းနေတဲ့အတွက်ကြောင့်မို့ lighter နည်းကိုပဲကျွန်တော်ပူပြီးချက်ကြပါလိမ့်မယ်။ဒါကြောင့်မို့ဒီဘက်မှာကျွန်တော်အချိန်မတွင်ရင်လည်း back camera ဆော့ပါလို့ပြန်ပြပါရစေဗျ။အဲကျွန်တော်ဒီခုနောက်ဆုံးတစ်ပွဲကတော့ bullet tier လည်းကရွေးချယ်ထားပါတယ်။ဒီ water tin နဲ့ glaber ရဲ့ပွဲအဒီပွဲကမြန်မာစံတော်ချိန်ည9:00နာရီမှာကစားကြမယ့်ပွဲဖြစ်တယ်ဗျ။ဒီပြီးတဲ့ပေါင်ကြီးကတော့အင်ရှင်ဝါလာတင်းက level ကို30ရှုံးပေးတယ်။ကိုပေါင်ကြီးမှာတော့3လုံးတည်ပေးထားတာတွေ့တယ်ဗျ။ ကျွန်တော်လက်ရှိဒီနှစ်တင်းရဲ့ဒီအစင်တန်းကိုကြည့်ရမယ်ဆိုရင်ကျွန်တော်အင်ရှင်ဝါရာတင်းကအစင်ဆက်နဲ့ကျွန်တော်ရမကတုံးရက်သုံးမဲ့ဒီကလာဘက်ကတော့လက်ရှိမှာကျွန်တော်သူ့အထက်အစင်ကိုရမက38မဲ့ဆိုတော့အရန်ကြီးတော့မကွာပါဘူး။ဒါပေမဲ့လို့ကျွန်တော်လက်ရှိဒီ garden ဖောင်ရကြည့်ရမယ်ဆိုရင်တော့ဒီအင်ရှင်ဝါရာကဒီနောက်ဆုံး၅ဘိုးထဲမှာကဒီဟိုဒီနေ့ကဒီနောက်ဆုံးကစားခါတဲ့ဒီလီဘာကူစင်နဲ့ပွဲအဲ့ပွဲလေးတပွဲပဲနိုင်တာပြီးတော့လေးပွဲရှုံးတာတော့တွေ့တယ် ဒီကလာဘက်ကတော့ဒီနောက်ဆုံး၅ပွဲလေးမှာကနှစ်ပွဲနဲ့တပွဲစီနှစ်ပွဲရှုံးတာပြီးတော့ဒီကလာဘက်အသင်းကတော့ရောနည်းနည်းလေးကုပိုကောင်းပါတယ်။နောက်ပြီးတော့ဒီအားဒီပထမကြော့တွေ့ဆုံမှုမှာလည်းကလာဘက်ကပဲကျွန်တော်အိမ်ခွင်းမှာဖူးဝမ်းဆိုရရလဲနဲ့ကျွန်တော်ကိုးပြတ်နိုင်ထားပါတယ်ဗျ။ဆိုတော့လက်ရှိဒီအောက်အသင်းဝါတာကရောကြေးပွင့်ထားတယ်ဆိုရင်မဲ့ကျွန်တော်ကဒီပွဲမှာဒီအဝေးဝင်ကလာဘက်ကိုပဲပို့ပြီးတော့ကြိုက်တွေ့မိပါတယ်ဗျ။အတူအနေနဲ့ကျွန်တော်အနေဆုံးဒီလောက်တော့ခံကစားနိုင်နေမယ်လို့ထင်ပါတယ် နှစ်ရှိဒီဝါရသင်းရဲ့ကျွန်တော်အိမ်ဝင်းဖောင်ကလည်းဒီနောက်ဆုံး၅ပွဲထဲမှာကတပွဲသာနိုင်လာတာကြောင့်ကျွန်တော်အိမ်ဝင်းဖောင်ကလည်းဒီအဲ့လောက်မကောင်းပါဘူး။ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာဒီအသင်းအနေနဲ့ကတော့ဂလာဘက်ကိုပဲရွေးပါလေဗျ။ကျွန်တော်ဒီပွဲမှာအကြိုက်ဆုံးကတော့ကိုပေါင်းဘောကိုပူကြိုက်တယ်ဗျ။နော်ဝါရကလည်းနော်ဟိုတနေ့ကဒီလေးပါကိုစီအသင်းကိုတော့မှနော်အဝေးဘက်မှာနှစ်ကိုးလောက်တွန်းထားတာဆိုတော့သူ့အမေကလည်းကျွန်တော်အိမ်ကွင်းမှာနိုင်ပွဲရဖို့ကြိုးပမ်းတော့လာပါရဲ့ဗျ ဒီကလာဘက်ကလည်းကျွန်တော်နောက်ဆုံးဒီဝေဝင်၃ပွဲမှာက၃ပွဲစလုံးနိုင်ထားပြီးတိုက်စစ်ကလည်းဒီ၃ပွဲမှာကတပွဲကို၅ဂိုးတော့တွန်းထားဆိုတော့ဒီပွဲကကျွန်တော်ဂိုးဘောကပိုကောင်းမှထင်တယ်ဗျဒီသူတို့ချင်းတွေ့ဆုံလာတယ်ကျွန်တော်ပွဲစဉ်နေမှာလဲဒီနောက်ဆုံး၃ပွဲလောက်ကနှစ်ပွဲပေါင်းဆုံးကကျွန်တော်လေးလုံးလောက်ထိကျွန်တော်ရောက်ထားတာကိုတွေ့တယ်ဗျ။ဒါကြောင့်ဒီပွဲမှာကျွန်တော်အကြိုက်ဆုံးကတော့ဒီ5ပေါင်းပေါ်နဲ့အတင်းကတော့ဒီ Global Team ကိုပပလေးပဲရွေးပါတယ်ဗျ။ ဟုတ်ကဲ့ဒါကတော့ကျွန်တော်ဒီကနေ့စနေညအတွက်ကျွန်တော်ခမန်းပေးခဲ့တာ၄ဝက်ပါဗျ။ဒီထက်မှကျွန်တော်ကြမ်းပြူတဲ့ပွဲလေးပိုင်းလဲဘက်ကံပြီးဆော့ပါလို့ကြံပေးချင်ပါတယ်။အမနေ့ကဒီကျွန်တော်ခမန်းပေးခဲ့တဲ့၃ပွဲဒီအဲ့၃ပွဲမှာလဲကျွန်တော်မနေ့ကတော့အားလုံးစီမေးကြမယ်လို့ထင်တယ်ဗျ။ဒီလက်ပါမဲ့တင်းနဲ့အလာပဲပွဲနော်အဲ့ပွဲလေးကကျွန်တော်မနေ့ကဒီအဝေးပွဲလာပဲတင်းကိုရွေးချယ်ပေးခဲ့တာဆိုတော့အဘော်ဒီကတော့ဆင်ပြေမယ်အကိုပေါင်းလေးကတော့ကျွန်တော်ကိုပို့သွားရပြအနောက်ဒီစိတ်မော်လီနဲ့ဟော်ဘင်းပွဲ အဲ့ဘွယ်ကတော့ကျွန်တော်ဒီအေဂျင်စိတ်မော်လီအတင်းကိုပဲရွေးချယ်ပေးခဲ့တာကျတော့အဲ့ဘွယ်လေးလည်းဆင်မကြမယ်လို့ရှင်နေဗျနောက်ဆုံးပြခဲ့တာဒီဂျီနိုဝါနဲ့လက်ချီပွဲအဲ့ဘွယ်ကိုလည်းကျွန်တော်ဒီဂျီနိုဝါအတင်းရဲ့ body နဲ့ကိုယ့်ဘက်ကိုရွေးချယ်ပေးခဲ့တာဆိုတော့အဲ့ဘွယ်ကလေးကလည်းကျွန်တော် body ကတော့ဆင်ပြေတယ်ကိုယ့်ဘောင်ကတော့အဲ့ဘွယ်လည်းကျွန်တော်ဂိုးပေါ်သွားရဲ့ဗျဆိုတော့ကျွန်တော်မနေ့ကလည်းဒီ၃ဘွယ်မှာက body ကတော့ကျွန်တော်၃ဘွယ်လုံးအဆင်ပြေခဲ့ပါတယ်ဗျဒါပေမဲ့ကျွန်တော်တို့ဒီမနေ့ကဗီဒီယိုကဒီအရန် channel မှာတင်ပြထားတဲ့အတွက်ကြောင့်မို့အတချို့ညီကိုလေးနေနေကတော့ဒီတွေ့ချင်မှတွေ့ပါမယ်ဗျ ဒါကြောင့်မို့ဒီကျွန်တော်ရဲ့အရင် channel လေးကိုလည်းဒီ subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗျ။ကျွန်တော်ဒီညမှာတပွဲကောင်းကိုတော့အဲ့ channel လေးမှာပြင်ပြီးသွားပါမယ်ဗျ။အဲဒါကြောင့်မို့ဒီတပွဲကောင်းလို့ယူနေညီကိုလေးနေနေကတော့ကျွန်တော်ရဲ့ဒီ channel တလေးကိုလည်း subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗျ။ကျွန်တော်ဒီ bro ရဲ့ comment အောက်မှာဒီ channel လေးခြားသားပေးပါပါမယ်။အဲ့တော့ဒီ video လေးကညီမတို့အတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျ။အခုလိုဆုံးပြီး like button ရှိပေးကြတဲ့ကြောက်ရှင်တဲ့အောင်ကိုလည်းကျေးဇူးတင်ပါတယ်။